င်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါရစေ။ NNG ရဲ့ podcast ထုတ်လင်းချက်တွေကိုတရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရလဲရပါရစေ။ကျမအမီပါ။ ဒီနေ့သတင်းတွေထဲမှာတော့ငလင်ဘေးမှာမီးလောင်ပျက်စီးသွားတဲ့တက္ကသိုလ်ဝန်ထမ်းအပြည့်လွှာပိုင်ရှင်တွေဂျွန်လလယ်မှာစာမေးပွဲပြန်ဖြေကြရမှာဖြစ်ပါတယ်။အာရှလမ်းမကြီးတစ်လျှောက်ကလက်တလောစစ်ဆောင်လာကြတဲ့စစ်ဘေးရှောင်9000ကျော်ကိုကူညီဖို့ဘတ်54တန်လိုအပ်နေတယ်ဆိုတာနဲ့အပြည့်ရဲ့ကြေညာထားတဲ့စစ်ကောင်စီကရှန်ဂရီနီနယ်စပ်မှာထိုးစစ်တွေဘယ်လိုမျိုးဆင်နွှဲနေတယ်လဲဆိုတာတွေကိုနားဆင်ကြရမှာပါ။ အခုတော့သတင်းတွေကိုတင်ဆက်ပြီးသွားမှာပါ ငလင်တန်းကြောင့်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲအဖြေလွှာတွေမိလောင်ပျက်စီးသွားခဲ့တဲ့တိုင်းနယ်ပြည်နယ်တွေကကျောင်းသူကျောင်းသားတွေဇွန်လ16ရက်နေ့မှာစာမေးပွဲပြန်ဖြေရမှာဖြစ်ပါတယ်။နိုင်ငံအနှံ့မှာဖြစ်ခဲ့တဲ့ငလင်တန်းကြောင့်စကိုင်းတိုင်းမန္လေးတိုင်းနေပြည်တော်နဲ့ကချင်ပြည်က2025ခုနှစ်တက္ကသိုလ်ဝန်စာမေးပွဲအဖြေလွှာတွေကိုမန္လေးတက္ကသိုလ်မှာစာစစ်နေတဲ့အချိန်မိလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။စာမေးပွဲပြန်ဖြေရမယ့်ရက်တွေကတော့ဇွန်လ16ရက်နေ့ကနေ21ရက်နေ့ ေ့အထိဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ခံစာစစ်ဌာနကထုတ်ပြန်ထားပါရယ်စာမေးပွဲပြန်ဖြေမဲ့ចောင်းသူចောင်းသားတွေအနေနဲ့ဇွန်လ၁ရက်နေ့ကနေ15ရက်နေ့အထိဖြေဆိုရမဲ့စာစစ်ဌာနတွေမှာဖြေဆိုခွင့်ကပ်ပြားကို ထုတ်ယူရမှာလည်းဖြစ်ပါရယ်မီးလောင်ပျက်စီးခဲ့တဲ့မန္တလေးတက္ကသိုလ်ကြီးကတော့ကိုလိုနီခေတ်မှာတိစောက်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း100နီးပါးရှိတဲ့ရှေးဟောင်းသမိုင်းဝင်အဆောက်အုံကြီးပဲဖြစ်ပါရယ် ဗိတ်တဝဲခရိုင်ဗဟုဌာနချုပ်ဟောင်းကို28နှစ်အကြာမှာ KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။အဲ့ဒီနေရာဟာမကြာသေးခင်ကသိမ်းပိုက်ခဲ့တဲ့ထိထစခန်းနေရာပဲဖြစ်ပါတယ်။ KNU တပ်မဟာလေးဗိတ်တဝဲခရိုင်ဗဟုဌာနချုပ်ဟောင်းကိုဆက်အာနာရှင်ဦးတန်းရွှေလက်ထက်1998ခုနှစ်မှာစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်ထိထနေရာမှာစစ်တပ်ကဗျူဟာစခန်းတစ် ခုအဖြစ်အခိုင်အမာစခန်းချပြီးတော့တက်ဆွဲနေထိုင်ခဲ့ကြတာလို့ KNU ကဆိုပါတယ်။စစ်ကောင်စီက28နှစ်အကြာဗျူဟာတက်စခန်းအခြေချထားတဲ့ထိထရွာက ထိထဗျူဟာစခန်းဟာတနင်္သာရီမြစ်ကမ်းဘေးမှာရှိတာဖြစ်ပါတယ်။ထိထဗျူဟာစခန်းကိုတော့ဧပြီလ19ရက်နေ့မှာ KNU နဲ့ပူးပေါင်းအဖွဲ့တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ အာရှလမ်းမကြီးတလျှောက်ကစစ်ဆောင်အယောက်9000ကျော်အတွက်အရေးပေါ်အကူအညီထိုင်းဘတ်54တန်လိုအပ်နေပါတယ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုနဲ့ထိုးစစ်တွေကြောင့်အာရှလမ်းမကြီးတလျှောက်အရက်တား9000ကျော်ဟာစစ်ဆောင်နေကြရတာဖြစ်တယ်လို့ကရင်ငင်းချင်းရဲ့အထောက်အကူပြုကွန်ရဲ့ KPSN ကထုတ်ပြန်ပါတယ်ကြေညာချက်ထဲမှာတော့ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ဒူပလာယာနဲ့ဖအံခရိုင်တွေမှာရှိတဲ့ရွာတွေကိုစစ်တပ်ကဧပြီလ15ရက်နေ့ကစပြီးတော့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက် ်ကြီးပစ်ခတ်မှုတွေပြင်းပြင်းထန်ထန်လုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်အရက်သားထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပြီးဒူပလာယာခရိုင်ကရေပူကြီးနဲ့ကော့ဝါလေကြီးရွာအုပ်စုတွေအပြင်အာရှလမ်းမကြီးတလျှောက်က9တိုင်း6တိုင်း9တိုင်းနဲ့ကော့ဂရိတ်ဒေသကအရက်သားတွေထွက်ပြေးတိမ်းရှောင်နေကြတာလို့ဆိုပါတယ်။ လိုအပ်နေတဲ့အရေးပေါ်အကူအညီတွေထဲမှာအစားအစာနဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ဒါပေါ်လင်းအိုးခွတ်အဝတ်လျှော်ဆက်ပြားရေချိုးဆက်ပြားတပတ်ရေလုံအိတ်ဆောင်ဖြာချင်အောင်နဲ့အမျိုးသမီးနဲ့ကလေးတွေအတွက်တကူရည်တန့်ရှင်ရေးပစ္စည်းတွေလည်းပါဝင်ပါတယ်။ရှမ်းပြည်နောင်ချုံမြို့နယ်တဲကတောင်ခမ်းရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီကအစိမ့်ငွေဘုံတွေအုံပြူတိုက်ခိုက်နေတယ်လို့ဒနုပြည်သူလူမျိုးရေးတပ် DPLA ကဧပြီလ22ရက်နေ့မှာထုတ်ပြန်ထားပါတယ်။တောင်ခမ်းရွာနာကတအန်းတက် TNL နဲ့ဓနုအဖွဲ့ဖြစ်တဲ့ DPLA တက်တွေရှိနိုင်တယ်လို့ယူဆရတဲ့နေရာတွေကိုစစ်ကောင်စီကအစိမ့်ငွေဘုံတွေကျင်းနေတာလို့ဆိုပါတယ်။ ဧပြီလ22ရက်နေ့မနေ့ကအစိမ့်ငွေဘုံခုနှစ်လုံးကျဲခဲ့တယ်လို့ DPLA ကပြောပါတယ်အစိမ့်ငွေကိုရှူမိတဲ့ရဲဘော်တွေကတော့မူးဝေအော်အန္တာမျိုးသွေးပောင်ချိန်ကျတာမျိုးတွေဖြစ်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်ကချင်ပြည်ပူတာအိုမြို့နယ်မူလာဒီရွာကရွာသား9ယောက်ကိုတပ်ဖြတ်ခဲ့တဲ့စင်ကိုဧပြီလ22ရက်နေ့မနေ့ကပြစ်တက်လိုက်နိုင်ပြီလို့ဒေသခံတွေကပြောပါရယ်အခုတော့မူလာဒီရွာသားတွေလည်းသူတို့ရဲ့ရွာမှာပြန်ပြီးတော့နေနေကြပြီလို့ဆိုပါရယ်စိတ်ရိုင်းဝင်နေတဲ့အဲ့ဒီစင်က ဧပြီလ16ရက်နေ့ကနေ18ရက်နေ့အထိဒေသခံ9ရောက်ကိုတပ်ဖြတ်ခဲ့လို့စင်ထိန်အပါဝင်ဒေသခံတွေက ရှင်းလင်းနိုင်ရေးစူးစမ်းခဲ့ကြပါတယ်။စင်ကိုတော့မနေ့ကပဲတနက်နဲ့ပြစ်တက်လိုက်နိုင်တာလို့ဆိုပါတယ်။ ဆက်ပြီးတော့သတင်းတော်တွေကိုတင်ဆက်ပြီးသွားမှာပါစီရင်တဲ့နိုင်ငံရေးအရာအရေးပါတဲ့ကလေးကန်ကောလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီနဲ့ပြူစောတိစခန်း၅ခုကိုစစ်စင်ရေးကြီးတွေအတွင်းမှာတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ချင်းတော်လိုင်းရဲ့အဖွဲ့တွေကပြောဆိုလိုက်ပါတယ်မြေပြင်ကအသေးစိတ်အခြေအနေကိုတော့ NMG သတင်းဌာနကကိုစောပွေးရတင်ဆက်ထားပါတယ် ချင်းမျိုးသားတက်ဦး CNF CNA နဲ့ချင်းပြည်ကပွေတက်ဖွဲ့ကလေးကဘော Gango CDF KKG တို့ကဧပြီလ27ရက်နေ့မနေ့ကပြုလုပ်တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာချင်းမျိုးသားတက်ဦး CNF CNA ပြောရေးဆိုခွင့်ရှိသူ Slime Tenney ကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ Gango နဲ့ကလေးအကြား main လမ်းမပေါ်မှာရှိတယ်။ကျွန်တော်တို့တော့ပို့မကလို့ကျွန်တော်တို့ပြည်လူလူထုအတွက်ကုန်စီစီစဉ်မှုအင်တာပါအရေးပါတဲ့နေရာ ဖြစ်တယ်လို့နိုင်ငံရေးအရာဆိုရင်အခုကျွန်တော်တို့ဒီမှာတော့ပြောနေကြတဲ့အာဘူးလက်ဘူးလက်လှရွှေနေရစစ်ကောင်စီကနဲ့ရွေးကောက်ပွဲကိုဆော့ဆော့ဆူဆူလုပ်နိုင်မယ်ဆိုပြီးတော့တကယ်အာအခိုင်အမာဒီဆောက်ထားတဲ့နေရာလဲဖြစ်တယ်ပေါ့နော်ချင်းမျိုးသားတက်မလို့ CNN ရဲ့စီအီကိုကဲမှုနဲ့2025ခုနှစ်ဖေဖော်ဝါရီလကစတင်ခဲ့တဲ့အဓိကစစ်စင်ရေးကာလအတွင်း ကလေးနဲ့ကန့်ကောချားမှရှိတဲ့စစ်ကောင်စီအခြေဆက်စကန်တွေဖြစ်တဲ့ကဲမာနီစကန်မန်ဒိုအောင်တာယာအရှိအနောက်နဲ့ ပြူစောတိဆူမှုတဲ့ကြံသားရွာတွေကိုနလတာအတွင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပူတွဲသတင်းစာရှင်းလင်းပွဲမှာ CDF KKG ဥက္ကဋ္ဌစလိုင်းဇာဘွေထောင်ကပြောပါရတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်နဲ့ပြူစောတိတပ်ဖွဲ့ဝင်50ကျော်တိစုံခဲ့ပြီးဒုဗိုလ်နဲ့ဒုတက်ချက်အပါအဝင်10ဦးကျော်ကိုဖမ်းဆီးရမိထားတဲ့အပြင်လက်နက်ခဲယမ်းအများပြားကိုလည်းသိမ်းဆီးရရှိခဲ့ကြပါရတယ်။ တော်လန်ရေးပူပေါင်းတက်ဖွဲ့တွေကတော့အယောက်20ကျော်ကြဆုံးခဲ့တယ်လို့ဆိုပါတယ်။ကလေးကန့်ကောလန်ပိုင်းကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့စစ်စင်ရေးကိုဆက်ပြီးလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ slicer ဝေထောင်ကပြောပါတယ်။ဒီဟာကိုကျွန်တော်တို့မနာသေးပါဘူး။ကိုယ်လည်းကျွန်တော်တို့ဒီမှာ stream ပိုင်းနဲ့ကျွန်တော်တို့ scene ကြီးဆဲပါပဲ။ဒီကျွန်တော်တို့နေမီမှာစစ်တပ်ဒီကလေးကန့်ကောလန်ချောက်ကိုလည်းဒီနှစ်အတွင်းဒီမျိုးရတိမတိုင်ဖြစ်မှာဟုတ်ဟုတ်တယ်သူကျွန်တော်တို့ဒီတိတ်ပွဲကိုဝင်သွားမှာဖြစ်တယ်။ CDF KKG ရဲ့ Epila 19ရက်နေ့ထုတ်ပြန်ချက်အရနလတာတိုက်ပွဲကာလအတွင်းတိုက်ပွဲဖြစ်ပွားရာဆင့်မြင့်ပြင်းနဲ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတဲ့ကြေးရွာတွေကိုစစ်ကောင်စီဘက်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုအခြေရေပေါင်းတထောင်ကျော်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုအတွင်းဆေးရုံ၊စာတင်ကြောင်း၊တပ်နိကအဆောက်အုံနဲ့အရက်သားပြည်သူနေအလုံး60ကျော်ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာပေါင်း၁၂ရွာခန့်ကလူရည်နှစ်တန်းဝင်းကျင်နဲ့ထွက်ပြီးတင်းရှောင်ခဲ့ရပါတယ်။လေကြောင်းတက်ခဲမှုတွင်အပြစ်မဲ့ပြည်သူ၁၅ဦးထက်မနည်းတည်ဆုံခဲ့ပြီးတန်ရန်ရပြည်သူစုစုပေါင်းအယောက်၄၀ကျော်ခန့်ရှိတယ်လို့ဖော်ပြထားပါတယ်။ငလင်ဘေးဒဏ်ကြောင့်အပြစ်ရထားမယ်လို့ကြေညာထားပေမဲ့စစ်ကောင်စီကရှန်ဂရီနီနယ်စပ်မှာထိုးစစ်တွေလုပ်နေစေဖြစ်တယ်လို့ဂရီနီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ကထုတ်ပြန်ပါတယ်ထိုးစစ်အခြေအနေကိုတော့ NMG သတင်းဌာနက SMI ကသတင်းပေးပို့ထားပါတယ် ယာယီအပြည့်ရဆဲမယ်လို့စစ်ကောင်စီကကြေညာထားပေမဲ့လည်းရှန်ကရိနီအဆက်မိုးပြဲဒေသမှာစစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုတွေရှိနေတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ဂရိနီမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌခွန်ဘီထူကပြောပါတယ်မိုးပြဲဖက်မှာစစ်ကောင်စီထိုးစစ်တွေရှိနေတော့မဲ့ပေါ့နော်စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကိုတွန်းလာတဲ့အနေနဲ့ဒီကျွန်တော်တပ်ဖွဲ့တွေကတော့အများအားအစစ်အစစ်ရှိနေတဲ့အခြေအနေမျိုးရှိတယ်။တော့စစ်ရေးကတော့အသေးမဆုံးနဲ့အခက်အခဲဆုံးအခြေအနေမှာရှိနေတော့မဲ့ဖြစ်ပါတယ်ဗျာဟုတ် ဧပြီလ19ရက်နေ့မနက်9:00နာရီအချိန်ခန့်ကစစ်ကောင်စီတပ်အင်အားတရာကျော်ဟာမူပြေမြို့တွင်ကိုထိုးစစ်ဆင်လာတာကြောင့်တော်လည်ရေးတပ်ဖွဲ့တွေနဲ့ထိတ်တိုက်ထိတွေ့မှုဖြစ်ခဲ့တယ်လို့ရှမ်းတောင်စစ်ဒေသခွဲအမတ်တိဗျူဟာကထုတ်ပြန်ပါတယ်အဲ့ဒီတိုက်ပွဲအတွင်းစီကောက်စီတက်သား15ယောက်ထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးအထိနာတဲ့စီကောက်စီတက်သားခမရ၄နိနိတက်ရင်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါပြင်ဖာဆောင်တဲ့ဘောလခင်မြို့နယ်တွေမှာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီကလေကြောင်ပုံကျဲတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။စစ်ကောင်စီဟာငလင်ဘေးကျောင်းဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အထိ အပြည့်ရထားမယ်လို့ကြေညာထားတာဖြစ်ပါတယ်။အဲ့ဒီယာယီအပြည့်ရဆဲမှုဟာမှန်ကန်မှုမရှိဘူးလို့ခွန်မိထူကဆက်ပြောပါတယ်။ စစ်ကောင်စီကပြစ်ခတ်ရဆဲလို့တယ်လို့ပြောပြမှာပေါ့နော်ယုံကြည်တဲ့လူတွေဖြစ်ရင်တော့ဒါအဲ့ဒီယုံကြည်တဲ့လူကအာမျက်စိကန်းနာပေးနေတာဖြစ်ရင်ဖြစ်မှာပေါ့နော် ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရန်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကို နားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။